ထပ်ပြီးတော့ဝေမျှမဲ့ဗီဒီယိုလေးကကြတော့ဝက်ချယ်ထွက်စီတဲ့အကြောင်းရင်း၅ချက်ပေါ့နော်အဲ့၅ချက်ကိုမာသူအနေနဲ့ဘူသူဒါလေးရအောင်ဝေမျှပေးခြင်းနဲ့အဲ့ဒါကဘာလဲဆိုရှင်နံပါတ်၁အနေနဲ့ကကြတော့ဒီအမျိုးသမီးတွေပေါ့နော်ယာဒီလာကနီးဒါမှမဟုတ်ရှင်ယာဒီလာနေချိန်မှာဆိုလို့ရှိရင်ဒီဝက်ချယ်လေးကထွက်တတ်တယ်ပေါ့နော်ဒါအမျိုးသမီးတွေမှာအမျိုးသမီးတိုင်းတော့လည်းမဟုတ်ပေနဲ့မိန်းကလေးတော်တော်များများကတော့ဒီယာဒီလာကနီးဆိုရင်ဝက်ချယ်ထွက်ကြတယ်ပေါ့နော်နံပါတ်၂ချက်အနေနဲ့ကကြတော့ stress hormone ခေါ်တယ်ပေါ့နော်စိတ်ဖိစီးမှုများတဲ့အခါမှာဆိုရှင် င်ဒီ stress hormone တွေထွက်လာတဲ့ခါမှာဆိုရှင်လဲဝက်ချံကထွက်တယ်အဲနံပါတ်3ချက်ကကြတော့ဒီအလှကုန်ပစ္စည်းတွေပေါ့နော်ခေါင်းလျှော်ရည်တွေအာမျက်နှာသစ်တွေဒီပါနေတွေပေါ့နော်အဲ့ဒါတွေကြောင့်လဲဝက်ချံထွက်တယ်အဲ့မှာတချို့ရဲ့ပစ္စည်းတွေမှာဆိုလို့ရှိရင် तू ကဒီမွေးမြင်းပေါက်တွေကိုမပိတ်ပိတ်စေပါဒီလိုပါတဲ့ဟာမျိုးတွေဆိုလို့ရှိရင်တော့ तू ကမွေးမြင်းပေါက်ကလေးတွေကိုပိတ်ပြီးတော့ဝက်ချံထွက်စေတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့အစာအသောက်ပေါ့နော်အစာအသောက်တွေကြောင့်လဲဝက်ချံတွေကထွက်တယ်ဘလိုမျိုးတွေလဲဆိုလို့ရှိရင်အဲနိုးနဲ့နိုးထွက်ပစ္စည်းတွေများများစားမိတာတွေ ်နောက်မလို့ရှိရင်စီကြောစာတွေပေါ့နော်အဲ့လိုမျိုးတွေစားမိတဲ့ဟာတွေတချို့ဆိုလို့ရှိရင်ပင်လယ်သာစားမိတဲ့လူမျိုးတွေဆိုလို့ရှိရင်တယောက်နဲ့တယောက်တော့မတူဘူးအဲ့လိုမျိုးဆိုလို့ရှိရင်လဲဝက်ချန်တွေကထွက်တတ်တယ်နောက်ဆုံးတစ်ချက်ကကြတော့ပန်ဝင်းချင်းကြောင့်လဲအဲဝက်ချန်တွေထွက်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်မျိုးပြမှာနေတဲ့သူတွေအနေနဲ့ကြတော့လေထုညင်ညမ်းမှုကြောင့်ပေါ့နော်ဒီဖုံမှုန်နဲ့ဗက်တီးရီးယားတွေကမျက်နှာကိုလာပြီးတော့ကန့်ညိတဲ့အခါမှာဆိုလို့ရှိရင်ဝက်ချန်ထွက်စေနိုင်တယ်ပေါ့နော်မသူကူပြောတဲ့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ရှင်